ဒီကနေ့ပြောပြမယ့်ဇလန်းကိုနားထောင်ပြီးရင်ခမားတို့ရဲ့ရင်ထဲမှာနှွေးထွေးမှုတစ်ခုခုကို ခံစားရမှာပါဒါမှမဟုတ်မျက်ရည်ဝဲလာနိုင်ခြေလည်းရှိပါတယ်စစ်တီမလေးတယောက်ကသူ့အဖေရဲ့ဇာပနာကိုကျင်းပနေတဲ့နေ့မှာမမျောလင့်ထားတဲ့ဧည့်သည်တွေရောက်လာပါတယ်သူတို့ကတော့အကျွေးလာတောင်းတဲ့လူဆိုးခိုင်းဝင်တွေပါဒါပေမဲ့အဲ့ဒီလူဆိုးတွေက သူတို့တသက်တစ်ခါမှမကြုံဘူးတဲ့ စိတ်လှုပ်ရှားစရာမြင်ကွင်းတစ်ခုနဲ့ရင်ဆိုင်ရပါတော့တယ်။တကယ်ဖြစ်ခဲ့တဲ့ဇလန်းဖြစ်တာကြောင့်ပိုပြီးတော့ရင်ထဲထိစေပါတယ်။တကယ်တော့ဘာတွေဖြစ်ခဲ့တာလဲ။ဇလန်းရဲ့အဓိကဇလိုက်ကတော့မဆုစုခိုင်လို့ခေါ်တဲ့ဒုတက်ချက်မလေးပါ။သူမဟာမြမတက်မတော်ရဲ့ထိတ်တန်းအထူးတက်ဖွဲ့တစ်ခုဖြစ်တဲ့အမှတ်လေအထူးကွန်မန်ဒိုတပ်ဖွဲ့ Special Commando Unit မှာတာဝန်ထမ်းဆောင်နေသူပါ။ အရက်ငါးပေငါးလက်မနဲ့ကြန့်ခိုင်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီးအငြင်းရန်တောင့်တင်းခိုင်မာတဲ့အနေထားကိုထိမ့်သိမ်းထားသူမှုသူမရဲ့လုပ်ပေါ်ကင်ဘက်တွေကြားမှာတန်မဏိအမျိုးသမီးလိုတောင်အမိတွင်ခဲ့တဲ့ခိုင်မာပြတ်သားတဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့အဲ့ဒီလိုခိုင်မာတဲ့သူမမှလည်းအားနည်းချက်တစ်ခု ရှိခဲ့ပါတယ်။အဲ့ဒါကတော့သူမရဲ့အဖေပါ။ ဆုစုခံရဲ့အဖေဖြစ်သူဦးစံထူးဟာသူ့ဘဝတလျှောက်လုံးရိုးသားကြိုးစားစွာနေထိုင်ခဲ့တဲ့တာမန်ယုံဝင်တဲ့တူပါ သူ့သမီးတယောက်ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ရဲ့အတွက်နေမအားညမအားအလုပ်လုပ်ခဲ့သူပါဒါပေမဲ့လွန်ခဲ့တဲ့၃နှစ်လောက်ကဦးစံထူးမှာကန့်ဆိုးမှုနဲ့ကြုံခဲ့ရပါတယ်သူ့လောက်ဖို့ကင်ဖက်တူအတွက်အမခံပေးခဲ့ရတာကနေအလွန်များပြားတဲ့အကျွေးကိုဝင်ထုတ်ဝင်ပိုးအဖြစ်ခံယူခဲ့ရပါတယ် အဲ့ဒါက3900ကျပ်3900ဆိုတဲ့ငွေပမာဏဖြစ်ပြီးအဲ့ဒီအချိန်ကာလတန်ဖိုးအရာတကယ်ကိုကြီးမားတဲ့ပမာဏပါဦးစံထူးကဒီအကြောင်းကို သူ့သမီးကိုလှုပ်ဝက်ထားဖို့စူးစမ်းခဲ့ပါတယ်စစ်မှုထမ်းနေတဲ့သူ့သမီးစိုးရင်ပူပန်မှာစိုးလို့ပါဒါပေမဲ့အကျွေးကနှင်းပေါ်လုံးလိုကြီးထွားလာပြီးအတိုးကြီးတက်တက်ကိုတလတလတိမ့်ချီပေးနေရတဲ့အခြေအနေဖြစ်လာပါတယ် နောက်ဆုံးမှာတော့ဦးစံထူးဟာရွှေပြည်သားမှာရှိတဲ့အတိုးကြီးပေးငွေတိုးချေးတဲ့သူတွေစီလက်ဖြန့်ခဲ့ရပါတယ်။အဲ့ဒါကသူကံကြမာကို ပြောင်းလဲစေတဲ့ပထမဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ဦးလေးစိတ်မပူပါနဲ့ကျွန်တော်တို့ကူညီပေးပါမယ်။အတိုးပေးငွေတိုးချေးသူတွေရဲ့စကားကခြုံမြင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာပုံွယ်နေတဲ့စူးတွေကဘလောက်တောင်ထက်မြက်လဲဆိုတာကိုဦးစံထူးမသိခဲ့ပါဘူး။ အတိုးနှုံးကတရားဝင်အတိုးနှုံးထက်အစာပေါင်းများစွာများနေပြီးဦးစံထူးရဲ့လာစာနဲ့ဆို အတိုးတော်မပေးနိုင်တဲ့အခြေအနေမျိုးရောက်လာပါတယ်ဒီလိုနဲ့နှစ်နှစ်ကြာလာတဲ့အခါအကျွေးကသိန်းတထောင်ကျပ်သိန်းတထောင်ကျော်သွားပါတော့တယ်ခဏလေးဒီနေရာမှာတကယ်အရေးကြီးတဲ့အပိုင်းတစ်ခုပါလာပါတယ်ဦးစံထူးရဲ့နောက်ဆုံးရွေးချယ်မှုကဘာလဲဆိုတာခမည်းတော်သိပါသလား ဦးစံထူးရဲ့နေရက်တွေကနည်းလိုပါပဲမနက်9နာရီကနေည7နာရီအထိ အချိန်တိုင်းကနာကျင်မှုတွေဇက်တိုက်ဖြစ်နေတာပါ မနက်9နာရီ30မိနစ်မှာဖုံးညီလာပါတယ်ဦးစံထူးနိုးပြီလားဒီကနေ့အတိုးထည့်ရမယ်နေ့တော့အဆင်သင့်ဖြစ်ပြီလားအေးဆက်ဆက်အတန်ကဦးစံထူးရဲ့အိတ်ဆက်ချင်းကိုနှိုးလိုက်ပါတယ်တနေ့တာကိုဒီလိုစတင်ခဲ့တာပါ ကုမ္ပဏီမှာလည်းဥစံထူးအလုပ်ကိုအာရုံမစိုက်နိုင်ခဲ့ပါဘူးအလုပ်လုပ်နေရင်ဖုန်းတွေစတိုက်ဝင်နေလို့ပါဥစံထူးဂရီးမိနေတာမဟုတ်ဘူးနော်ဒီနေ့နောက်ဆုံးပါပဲတောင်းပန်ပါတယ်ဗျာနောက်ထပ်ခဏလေးပဲအချိန်ပေးပါဦးအချိန်ကလုံလောက်အောင်ပေးထားပြီးသားပဲနောက်ထပ်မရတော့ဘူးလုတ်ပေါ်ကင်ဘတ်တွေကဥစံထူးကိုစိုးရိမ်တကြီးကြည့်နေကြပါဗျ တချိန်ကဒီလောက်ရှင်လန်းပြီးရေမောတက်တဲ့သူကဘာဖြစ်လို့ဒီလိုဖြစ်သွားလဲဆိုတာကိုသူတို့သိချင်နေကြတာပါ။နေ့လယ်စားစားချိန်မှာဦးစံထူးကတယောက်တည်းအပေါ်ဆုံးထက်ကို တက်ပြီးစစ်လိတောက်ပါတယ်။အရင်ကစစ်လိမတောက်တဲ့သူကဘယ်ချိန်ကစလို့လက်ထဲကနေစစ်လိမပြတ်တော့လဲမသိပါဘူး။စွစုခိုင်ကိုတော့လုံးဝမပြောရဘူး။ဦးစံထူးကတီးတိုးရေရွတ်နေပါတယ်။ သူ့သမီးကစစ်တပ်မှာအပင်ပန်းခံနေရတာကိုသူ့အဖေကြောင့်ပူပန်မှုထပ်မပေးချင်ပါဘူးညနေ3နာရီလောက်မှာ ဖုန်းထက်ဝင်လာပါတယ်ဦးစံထူဒီညနေတွေ့ကြမယ်နော်ထပ်ပြီးဆွဲထားလို့မရတော့ဘူးကျေးဇူးပြုပြီးနောက်ထပ်တစ်ပတ်လောက်ပဲအချိန်ပေးပါဦးအကုန်လုံးစုပြီးပေးပါမယ်တပတ်အဲ့ဒီစကားကိုဘယ်နှခါလောက်ပြောခဲ့ဘူးလဲသိရဲ့လားဒါနောက်ဆုံးပဲဖုန်းကြသွားပါတယ် ဥဆန်ထူးရဲ့လက်တွေတုံရင်နေပါတယ်။ညနေ9နာရီမှာဥဆန်ထူးဟာချင်းဆိုထားတဲ့လှိုင်းသားရကအရက်ဆိုင်ဟောင်းစီရောက်လာပါတယ်။ရင်ခုန်နေပါတယ်ကြောက်ရွံ့နေပါတယ်။နောက်ကြတယ်နော်ဥဆန်ထူး။ဝတ်စုံပြည့်ဝထားတဲ့အမျိုးသားနှစ်ဦးထိုင်နေပါတယ်။သူတို့ရဲ့မျိုးလုံးတွေကအေးဆက်နေပါတယ်။တောင်းပန်ပါတယ်ဗျာတကယ်ကိုတောင်းပန်ပါတယ်။ ဦးစံထူးကခေါင်းငုံပြီးပြောပါတယ်။တောင်းမှန်နေဆိုပြီးပတ်စံထွက်လာတာလားတကယ်ကိုအဆုံးထိရောက်နေပြီးနောက်ထပ်မဆောင်နိုင်တော့ဘူး။ဒါဆိုဒါဆိုဘယ်လိုလုပ်ရမလဲဗျာ။လွယ်ပါတယ်။တမီးကိုပြောပြလိုက်။စစ်တပ်မှာရှိနေလို့အကျွေးပြောက်သွားတာမှမဟုတ်တာ။အဲ့ဒါတော့မဖြစ်ပါဘူး။ကျေးဇူးပြုပြီးတမီးကိုတော့မပါပါစေနဲ့။ဦးစံထူးရဲ့အတန်းတုံရင်နေပါတယ်။ ဒါမှမဟုတ်တခြားနီးလန်းရှိသေးလို့လားအသက်အာမခံကြီးပဲယူလိုက်တော့အဲ့ဒီစကားကြောင့်ဦးစံထူးရဲ့မျက်နာကဖြူဖြော့သွားပါတယ်အသက်အာမခံကြီးယူရဲဆိုတာဘာကိုဆိုလိုမှန်းသူသိနေလို့ပါအိမ်ပြန်ရောက်တဲ့အခါဦးစံထူးဟာသူ့တမီးရဲ့ဓာတ်ပုံကိုအကြာကြီးငေးကြည့်နေပါတယ်။အမှတ်၄အထူးကွန်မန်ဒိုယူနီဖောင်းကိုဝတ်ဆင်ပြီးခန့်ခန့်ထဲထဲရက်နေတဲ့စုစုခိုင်ရဲ့ပုံရိပ်ကိုမြင်နေရပါတယ်။ ။စုစုခိုင်အဖေကဒီလိုအရေးချင်းမရှိလို့တောင်းပန်ပါတယ်။ဦးစံထူးကရေရွတ်နေပါတယ်။အဲ့ဒီညမှာဦးစံထူးအိတ်မပြောခဲ့ပါဘူး။မနက်3:00နာရီအထိလူလိတ်နေနောက်ဆုံးမှထပြီးစပွဲမှာထိုင်လိုက်ပါတယ်။စာတစောင်းကိုထုတ်ယူလိုက်ပါတယ်လက်တွေတုံရင်နေလို့စာလုံးတွေ ကောင်းကောင်းမရေးနိုင်ခဲ့ပါဘူးစုစုခိုင် ပထမဆုံးစာလုံးကို ရေးဖို့30မိနစ်ကြာခဲ့ပါတယ် မျက်ရည်တွေကစာပေါ်ကိုကျလာပါတယ်။အဖေတောင်းပန်ပါတယ်။သမီးရဲ့တကယ်ကို တောင်းပန်ပါတယ်။သမီးကိုမွေးဖွားလာတဲ့အချိန်ကစပြီးဒီကနေ့အထိတခဏလေးတောင်နောက်တမရခဲ့ပါဘူး။သမီးကအဖေရဲ့ဂုဏ်ယူစရာအဖေရဲ့အားလုံးပဲ။ဥဆန်ထူခဏရက်ပြီးဘောပင်ကိုချလိုက်ပါတယ်။ဒီလိုစာမျိုးရေးရလိမ့်မယ်လို့အိမ်မက်သေးတောင်မထင်ခဲ့ပါဘူး။ ဒါပေမဲ့အဖေကဒီထက်ပိုပြီးသမီးအတွက်ဝင်ထုတ်ဝင်ပိုမဖြစ်ချင်တော့ဘူးအဖေကြောင့်သမီးဒုက္ခရောက်နေတာကိုစိတ်ကူးနဲ့တောင်မခံစားနိုင်ဘူးအဖေရဲ့အသက်အာမခံခြင်းနဲ့အကျွေးအလုံးကိုဆက်ပြီးသမီးကုံယူစွာနေထိုင်ပါစာကိုအဆုံးတက်လိုက်တဲ့အခါမနက်9နာရီဖြစ်နေပါပြီဦးစံထူးကစာကိုကတင်ပေါ်မှာတည်တည်ချာချာတင်ထားပါတယ်ပြီးတော့စွစုခိုင်ငယ်ငယ်ကအတူရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုဖြန့်ချလိုက်ပါတယ် ထမဆုံးငွေနေဓာတ်ပုံမူလာရန်ကျောင်းဝင်ခွင့်ဓာတ်ပုံအထက်တန်းအောင်ဓာတ်ပုံပြီးတော့စစ်တပ်ဝင်တဲ့နေ့ကဓာတ်ပုံအထိစုစုခိုင်အဖေသမီးကိုဘလောက်ချစ်လဲဆိုတာသိရဲ့နော်ဒါကအဖေလှုပ်ပေးနိုင်တဲ့နောက်ဆုံးမြစ်တာပဲဦးစံထူးကနောက်ဆုံးအနေနဲ့သူ့သမီးဓာတ်ပုံကိုနန်းရှိုက်လိုက်ပါတယ်ပြီးတော့နောက်ဆုံးမှာတော့အစွန်းရောက်တဲ့ရွေးချယ်မှုကို ပြုလုပ်ခဲ့ပါတော့တယ်တစ်ချိန်တည်းမှာပဲအမှတ်၄ အထူးကွန်မန်ဒိုတပ်ဖွဲ့မှမနက်ခင်းလေ့ကျင့်ရေးတွေစတိုက်လုပ်နေပါဗျ။စုစုခိုင်က သူ့လုပ်ဖို့ကင်ဘတ်တွေနဲ့အတူတောင်တက်လေ့ကျင့်ခန်းလုပ်နေပါဗျ။ဒုတကြက်မစုစုခိုင်ပင်မန်းပေမဲ့ခဏလေးထပ်အားထုတ်လိုက်ဦး။ဟုတ်ကဲ့ပါဆရာ။စုစုခိုင်ရဲ့အတန်ကအရင်တိုင်းခွန်အားရှိပြီးခိုင်မာနေပါဗျ။အဲ့ဒီအချိန်မှာ သူ့အဖေဘလိုနာကျင်မှုမျိုးခံစားနေရတယ်ဆိုတာသူမလုံးဝမသိခဲ့ပါဘူး။ လေးချိန်ခံပြီးလို့တက်သေးပြန်ရောက်တဲ့အခါမနက်10နာရီလောက်ရှိပါပြီ။ရေချိုးပြီးထွက်လာတဲ့အခါတက်မှုတူအပြေးလွှားရောက်လာပါတယ်။ဒုတကြက်မဆုစုခိုင်းဟုတ်ကဲ့ပါဆရာ။အရေးပေါ်အိမ်ကိုသွားရမယ်အခုချက်ချင်းပစ္စည်းထုတ်ပါ။ဆူဆူခိုင်ရဲ့မျက်နာမှာအံ့အားတင်းတဲ့အရေးအယောင်ပေါ်လာပါတယ်။ဘာဖြစ်တာလဲဆရာ။ဖုံးလာတယ်။သမီးရဲ့အဖေက တက်မှုကစကားဆက်မပြောနိုင်တော့ပါဘူး။အဲ့ဒီအခိုက်အတန့်မှာ စုစုခိုင်ရဲ့ကဘာကြီးပြိုလဲသွားပါတော့တယ်။တန်မဏိလိုခိုင်မာတဲ့အထူးတက်ဖွဲ့ဝင်စစ်တီမလေးပထမဆုံးအကြိမ်ဒူးထောက်ကြသွားတဲ့အချိန်မှာဇာပါနာအိမ်က တိတ်ဆိတ်နေပါတယ်။ဆွေမျိုးတွေတိတ်မများပါဘူး။ဦးစံထူးရဲ့လုပ်ပေါ်ကင်ဖက်အချို့သာလာပြီးဝန်းနေကြောင်ပြောကြပါတယ်။စုစုခိုင်ကအမှတ်၄ အထူးကွန်မန်ဒိုယူနီဖောင်းကိုဝတ်ဆင်ပြီးအလောင်းထဲတဲ့ခေါင်းတလားရှိမှမတက်ရက်နေပါတယ်မျက်ရည်တစက်မှမကြပဲပါ။သူမရဲ့လုပ်ဖို့ကင်ဘက်စစ်သားတွေကစိုးရင်တကြီးကြည့်နေကြပါတယ်။ဆုစုခိုင်အစဉ်ပြေရဲ့လာငိုချင်းငိုလိုက်ပါတော့မထိန်ထားပါနဲ့။ဒါပေမဲ့ဆုစုခိုင်ကခေါင်းသာငိမ့်ပြပါတယ်။အမှတ်လေ အထူးကွန်မန်ဒိုမှာလေ့ကျင့်ထားတဲ့သူမရဲ့စိတ်တက်ခွန်အားက ခန်းစားချက်တွေကိုပါထိမ့်ချုပ်ထားပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဇာပနအိမ်ရဲ့တကားကို ရိုင်းရိုင်းဆိုင်ဆိုင်ဖွင့်ပြီးဝစ်စုံပြည့်ဝတ်ထားတဲ့အမျိုးသား၃၄ဦးဝင်လာပါတယ်။လေထုကတင်းမာသွားပါပြီ။ဦးစံထူရဲ့သမီးဘသူလဲ။ရှေ့ဆုံးကအမျိုးသားကရိုင်းဆိုင်စွာမေးလိုက်ပါတယ်။သူ့လေပင်မှာရွှေကြိုးကြီးဆွဲထားပြီးမျက်နှာမှာလည်းအမာရွတ်တွေရှိနေပါတယ်။ စုစုခိုင်က တိတ်ဆိတ်စွာထည့်လိုက်ပါတယ်။ကျမကဦးဆန်ထူးရဲ့သမီးပါ။အော်ဟုတ်လားငါတို့ကမင်းဖေစီပတ်စံချေးပေးထားတဲ့သူတွေမင်းဖေတည်သွားပြီဆိုတော့အခုမင်းဆက်ရမယ်။ဇာပနာအိမ်တွင် လေးထူးကချက်ချင်းဆိုသလို အေးခဲသွားပါတယ်။ဝမ်းနေပူဆွေးသူတွေကအသက်အောင်ပြီးအခြေအနေကိုစောင့်ကြည့်နေကြပါတယ်။ဒီနေရာမှာပထမဆုံးလှည့်ကွက်စားပါပြီ။ စုစုခိုင်ကတော့အေးဆေးတည်ငြိမ်နေသေးပါဘလောက်လဲအတိုးပါပေါင်းရင်3500ကျက်3500လူဆိုးကောင်းဆောင်ပုံစံရှိတဲ့မျိုးသားကမောက်မာစွာပြောပါတယ်အသက်အာမခံကြေးရထားတယ်မလားအဲ့ဒါနဲ့ဆက်လိုက်ပေါ့စုစုခိုင်ကခေါင်းကြီးလိုက်ပါတယ်ဟုတ်ကဲ့နားလဲပါပြီဒါပေမဲ့ဒီနေ့ကအဖေ့ရဲ့ဇာပနနေ့ပါ မနှက်ပြန်လာတွေ့ပါမယ် ဘာမနှက်ဖြန်မနှောင်းနဲ့ငါတို့ဒီအထိ ရောက်လာတာကိုဘလို့လုံးမလဲအခုချက်ချင်းရှင်းရမယ်အဲ့ဒီလူရဲ့အတန်ကကျေလောင်လာပါတယ်ဒါပေမဲ့စုစုခိုင်က လုံးဝကြောက်ရွံ့ခြင်းမရှိပါဘူးတောင်းပန်ပါတယ်ဒီနေ့တော့မဖြစ်နိုင်ပါဘူးဒီမိမဘာပြောလိုက်တာလဲအဲ့ဒီလူကစုစုခိုင်စီတိုးကပ်လာဖို့စူးစမ်းပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲ စုစုခိုင်ကတလန်းရှိတိုးပြီးပြောလိုက်ပါတယ်။ကျမကအမှတ်၄အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်ဒူတက်ချက်မစုစုခိုင်ပါ။အဲ့ဒီစကားတခွန်းကြောင့်လေလူကလုံးဝပြောင်းလဲသွားပါတော့တယ်။အမှတ်၄အထူးကွန်မန်ဒိုဆိုတဲ့နာမည်ကိုမသိတဲ့သူမရှိပါဘူး။မြမတက်မတော်ရဲ့ထိတ်တန်းအထူးတက်ဖွဲ့အဲ့ဒီကတက်ဖွဲ့ဝင်တဦးဆိုတာကတာမန်လူတွေနဲ့မတူတဲ့အဆင့်တန်းတစ်ခုကိုဆိုလိုတာပါ။ လူဆိုးတွေရဲ့အရှိန်အဝါရော့ကျသွားပါတယ်။ဒါပေမဲ့အခြေအနေကအတော်လေးရှေ့ရောက်နေပါပြီ။အထူးတပ်ဖွဲ့ဆိုတော့ဘာဖြစ်လဲပတ်စံကတော့ဆက်ရမှာပဲ။ဒါပေမဲ့အဲ့ဒီလူရဲ့အတန်မှာယုံကြည်မှုပျောက်ဆုံးနေပါပြီ။ဇာပနာအိမ်တွင်လေရုကအေးခဲနေပါတယ်။ဝန်နေပူဆွေးသူတွေကအသက်အောင့်နေကြပြီးလူဆိုးတွေကမာနာကြီးတဲ့မျက်နှာထားနဲ့စုစုခိုင်ကိုစိုက်ကြည့်နေကြပါတယ် စုစုခိုင်က ဖြည်းဖြည်းချင်းထည့်ရလိုက်ပါတယ်။ပြီးတော့တိတ်ဆိတ်ပေမဲ့ပြက်သားတဲ့အတန်နဲ့ပြောလိုက်ပါတယ်။ကျမအဆိုပြုချက်တစ်ခုတင်ပြပေးရစီ။လူဆိုးကောင်းဆောင်ကလှောင်ပြောင်းတယ်လို့ပြောပါတယ်။အဆိုပြုချက်မင်းကဘာမို့လို့အဆိုပြုချက်တင်ရတာလဲပတ်စံယူလာုံပဲလို့ရယ်။ကျမနဲ့တူးချင်းရှင်းပြကြည့်ပါ။ရုတ်တရက်ဇာပါဏအိမ်ကပူပြီးတိတ်ဆိတ်သွားပါတယ်။ ဝမ်းနည်းပူဆွေးသူတွေကမယုံကြည်နိုင်တဲ့အမူအရာနဲ့စုစုခိုင်ကိုကြည်နေကြပါတယ်။ရှင်ပြိုင်မယ်ဟုတ်လားဘာပြောတာလဲ။ကျမရှုံးရင်အသက်အာမခံကြီးအပြည့်အဝပေးပါမယ်။ဒါပေမဲ့စုစုခိုင်ကခဏရက်ပြီးသူ့အဖေရဲ့ခေါင်းတလားကိုကြည်လိုက်ပါတယ်။ပြီးတော့လူဆိုးတွေကိုတက်တက်ပြန်ကြည့်ပြီးပြောလိုက်ပါတယ်။ကျမနိုင်ရင်တော့အကျွေးကို လုံးဝပယ်ဖြတ်ပေးရမယ်ပြီးတော့ ကျမတို့မိသားစုနာကို လုံးဝမလာရတော့ဘူးလူဆိုးတွေကတယောက်နဲ့တယောက်မျိုးလုံးချင်းအချက်ပြကြပါတယ်မိန်းကလေးတယောက်အဲ့ဒါလဲစစ်တပ်ကမိန်းကလေးဆိုတာက အခက်ခဲမရှိနိုင်ဘူးလို့သူတို့တွေးခဲ့ကြမှာပါခေါင်းဆောင်ကကြဲလောင်စွာ ရေလိုက်ပါတယ်ဟာစိတ်ဝင်စားစရာပဲကောင်းပြီ လုပ်ကြည့်ရအောင်ဘာပဲဖြစ်ဖြစ်ငါကရှုံးမှာမဟုတ်တော့ရလက်ကရှင်းနေတာပဲ ဒါပေမဲ့ဒီနေရာမှာတော့မရဘူးအပြင်မှာလုပ်ကြမယ်။စွစုခိုင်ရဲ့အတန်ကအေးဆေးတည်ငြိမ်နေသေးပါ။ဘာလို့လဲကြောက်နေတာလား။မဟုတ်ပါဘူးဒီနေရာကအဖေရှိတဲ့နေရာပါ။တန်ရှင်းတဲ့နေရာမှာအကျန်းဖတ်မှုကိုမလုပ်ချင်ပါဘူး။အဲ့ဒီစကားကြောင့်ဝမ်းနည်းပူဆွေးသူတဦးကခေါင်းငိမ့်လိုက်ပါတယ်။တေဆုံးသူအပေါ်လေးစားမှုထားတဲ့စုစုခံရဲ့စိတ်ကို သူနားလည်ခဲ့တာပါ ခေါင်းဆောင်ကပခုံးတွန့်ပြပါတယ် ကောင်းပြီလေဘယ်မှာလှုပ်လှုပ်အေးမကြည့်ဘူးကောင်းပါပြီဒါပေမဲ့အချက်တစ်ချက်ရှိတယ်နောက်ထပ်အချက်တစ်ခုလာပါလေစွစုခိုင်က သူ့ဖေရဲ့ခေါင်းတလားကိုလက်ညှိုးထိုးပြလိုက်ပါတယ်အဖေရှိမှတစ္ဆာဆိုပေးပါဂရီကိုတေချာပေါက်တီမယ်လို့လူဆိုးတွေရဲ့မျက်နှာထားပြောင်းလဲသွားပါတယ်သူတို့ဘလို့လူတွေပဲဖြစ်ပါစေတေဆုံးသူရှေ့မှာတစ္ဆာဆိုရတာက ဝင်ထုတ်ဝင်ပိုးတစ်ခုပါ အထူးသဖြင့်အဲ့ဒီတစ္ဆာကိုဖောက်ဖျက်တဲ့အခါခံစားရမယ့်ဖြစ်အားကိုစိတ်ကူးနဲ့တောင်မတွေးနိုင်ခဲ့ပါဘူး။ခေါင်းဆောင်ကခဏလောက်တုံ့ဆိုင်နေပါတယ်။အဲ့ဒါတကယ်လိုအပ်လား။ဟုတ်ကဲ့အဖေကကြည်နေလို့ပါ။စုစုခံရဲ့စကားမှာတုံ့လုံးမှုမရှိပါဘူး။အခြားလူဆိုးတဦးကခေါင်းဆောင်ရဲ့နားနာကပ်ပြီးတခုခုတီးတိုးပြောပါတယ်။တထေးလှုပ်လိုက်ပါတော့ဘာပဲဖြစ်ဖြစ်နိုင်မှာပဲကို။ ခေါင်းဆောင်က မတက်တာတဲ့ပုံစံနဲ့ခေါင်းငိမ့်လိုက်ပါတယ်။ကောင်းပြီဒါပေမဲ့ထူးဆန်းတာတွေမလုံနဲ့။ခေါင်းဆောင်ကခေါင်းတလားစီတိုးကပ်သွားပါတယ်။အစားကတော့ပေါပေါဆဆလုံးမလို့ပါပဲ။ဒါပေမဲ့ခေါင်းတလားရှေ့ရောက်တဲ့အခါစိတ်ထဲမှာလေးလံလာပါတယ်။ခေါင်းတလားပေါ်မှာဥဆန်ထူးရဲ့ဓပုံရှိနေပါတယ်။တာမန်ပြီးရိုးသားတဲ့မျက်နှာပါ။ ဲ့ဒီလိုလူကိုဒုက္ခပေးခဲ့တယ်ဆိုတဲ့အတွေ့အကြောင်းခဏရာစိတ်မကောင်းဖြစ်မိပါတယ်။ဦးဆန်ထူးဦးလေးကောင်းဆောင်ရဲ့အတန်ကတိုးသွားပါတယ်။ကျွန်တော်သမီးနဲ့ရှင်ပြိုင်ပြီးရှုံးခဲ့ရင်အကျွေးအလုံးပယ်ဖျက်ပေးပါမယ်။ပြီးတော့ကမန်းကရန်ခေါင်းငုံလိုက်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲဘသူမှမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားပါတယ်။ ဆုစုခိုင်က ရုတ်တရက်ဒူးထောက်ပြီးသူ့အဖေရဲ့ခေါင်းတလားရှိမှဥသုံးကျင်းချလိုက်ပါတယ်။ဇာပါနာအိမ်တွင် လုံးဝတိတ်ဆိတ်သွားပါတယ်။လူဆိုးတွေပါမကြံအသက်အောင်ပြီးအဲ့ဒီမြင်ကွင်းကိုကြည့်နေကြပါတယ်။အဖေဆုစုခိုင်ရဲ့အတန်က တုံရင်နေပါတယ်။အမှတ်၄အထူးကွန်မန်ဒိုမှာလေ့ကျင့်ထားပေမဲ့သူ့အဖေရှိမှတော့အသက်25နှစ်အရွယ်သမီးလေးတစ်ယောက်ပါပဲ။သမီးမားပါတယ်။ အဖေဒီလိုဒုက္ခရောက်နေတာကိုတမီးဘာမှမသိခဲ့ဘူးအဖေဘလောက်တောင်ပင်ပန်းခဲ့မလဲဘလောက်တောင်အထီးကျန်ခဲ့မလဲစုစုခိုင်ရဲ့အတန်က တဖြည်းဖြည်းတိုးလာပါတယ်တမီးက အဖေဘေးမှာရှိနေတဲ့နာတမီးကအဖေကိုကာကွယ်ပေးတဲ့နာညရီတွေက စုစုခိုင်ရဲ့ပေါ့ပေါ့စည်းကြလာပါတယ်အဖေဆုံးပြီးမှပထမဆုံးအကြိမ်ကြားတဲ့ညရီပါ အခုတမီးအကုန်လုံးရှင်းပေးပါမယ် အဖေစိတ်မပူပါနဲ့တော့သမီးကအဖေရဲ့ဂုံတိတ်ခါကိုကာကွယ်ပေးပါမယ်။ဝမ်းနည်းပူဆွေးသူအချို့မျက်ရည်ဝဲလာကြပါတယ်။လူဆိုးတွေပါစိတ်ထဲမှာတခုခုမတက်မတာဖြစ်လာကြပါတယ်။စုစုခိုင်ကဖြည်းဖြည်းချင်းထည့်ရလိုက်ပါတယ်။ပြီးတော့လူဆိုးတွေပဲလှည့်လိုက်ပါတယ်။မျက်ရည်တုပ်လိုက်တဲ့သူမရဲ့မျက်လုံးတွေက အရင်ထက်ပိုပြီးပြက်သားနေပါတယ်။အခုသွားကြရအောင် စုစုခိုင်ရဲ့အတန်မှာတုံဆိုင်မှုမရှိတော့ပါဘူး။ခေါင်းဆောင်က မန်ပါတယ်လို့ပြောပါတယ်။ကောင်းပြီသွားကြမယ်အမြန်ဆုံးရှင်းပြီးပတ်စံယူရအောင်။ဒါပေမဲ့သူ့အတန်မှာအစကလိုယုံကြည်မှုမရှိတော့ပါဘူး။စုစုခိုင်က သူ့အဖေရှိမှ ပြသခဲ့တဲ့ ပုံစံကသူ့စိတ်ထဲကတနေရာကိုထိမိသွားခဲ့တာပါ။ဆူဆူခိုင်က တကားစီလျှောက်သွားရင်ဝန်းနေပူဆွေးသူတွေကို ပြောပါတယ် ခဏလေးသွားလိုက်ပါဦးမယ်အဖေအနားမှာဆောင်းလျှောက်ပေးကြပါအဖွားတဦးကစုစုခိုင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပါတယ်စုစုခိုင်တတိထားတော်မဆိုင်နာတွေနဲ့မပတ်သက်ပါစေနဲ့စိတ်မပူပါနဲ့အဖွားခဏလေးနဲ့ပြန်လာခဲ့ပါမယ်စုစုခိုင်ကအဖွားရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးပြောပါတယ်ဇာပနအိမ်ကနေထွက်ခွာသွားတဲ့စုစုခိုင်ရဲ့ကြောပြင်ကိုကြည့်ပြီး လူတွေကစိုးရိမ်စိတ်တဝက်မျောလင်းစိတ်တဝက်နဲ့စောင့်ကြည့်နေကြပါတယ်။ဒီမိန်းကလေးငယ်လေးကအဲ့ဒီကြောက်စရာကောင်းတဲ့လူတွေကိုဘလို့များလုံနိုင်ပါမလဲလို့တွေးနေကြတာပါ။ဒါပေမဲ့အမှတ်လေးအထူးကွန်မန်ဒိုဆိုတဲ့နာမည်ကိုသိတဲ့သူတွေကတော့တခြားအတွေ့မျိုးရှိနေကြပါတယ်။လူဆိုးတွေကပိုပြီးအနည်းရှိတဲ့အခြေအနေနဲ့ရင်ဆိုင်ရတာများလားလို့ပေါ့။ဇာပနအိမ်ရဲ့နောက်ဖက်ကားပါကင်မှာရှင်ပြိုင်မှုစတင်ခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒါကရှင်ပြိုင်မှုလို့တောင်ခေါ်ဖို့ခက်ခဲပါတယ်။လူဆိုးကောင်းဆောင်ကစုစုခိုင်ကိုလက်သီးနဲ့ဝေ့ရမ်းလိုက်တဲ့အခါစုစုခိုင်ကလေလိုလင်းမြန်စွာလှုပ်ရှားသွားပါတယ်။အမှတ်၄အထူးကွန်မန်ဒိုမှာနှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့သူမရဲ့စွမ်းရည်ကတာမန်လူတဦးစိတ်ကူးနိုင်တဲ့အဆင့်ထက်အများကြီးကျော်လွန်နေပါတယ်။၃စက္ကန့်အတွင်းမှာရှင်ပြိုင်မှုပြီးဆုံးသွားပါတယ်။ လူဆိုးကောင်းဆောင်က မြေပြင်ပေါ်လဲကျနေပြီး စုစုခိုင်ကတော့ယူနီဖောင်းတက်တက်ရဲရဲနဲ့ရက်နေပါတယ်။ခရီးတီမာပါနော်။စုစုခိုင်ရဲ့အေးဆေးတဲ့အတန်းကြောင့်လူဆိုးတွေကခေါင်းသာငိမ့်ပြကြပါတယ်။ဒါပေမဲ့ဇလန်းကဒီမာမပြီးသေးပါဘူး။တကယ်လှဲ့ကွက်ကအခုမှစပါတော့မယ်။လူဆိုးကောင်းဆောင်ကထရက်ရင်ပြောပါတယ်။အမမဟုတ်ဘူးဒူးတက်ကြမယ်။ သူ့ရဲ့အတန်က လုံးဝပြောင်းလဲသွားပါပြီကျွန်တော်တို့မှားပါတယ်တကယ်တော့တကယ်တော့ကျွန်တော်တို့လည်းစစ်တပ်ကပြန်လာသူတွေပါတခြားလူဆိုးတွေလည်းခေါင်းငုံလိုက်ကြပါတယ်ကျွန်တော်ကရေတက်ကပြန်လာတာဒီတယောက်ကနေချောင်းပြစ်ခတ်မှုတပ်ဖွဲ့ကပြန်လာတာပါတက်ကထွက်ပြီးနောက်လမ်းမရောက်သွားခဲ့ပေမဲ့ဒီကနေ့ဒူတကြက်မကိုတွေးလိုက်ရတော့ရှက်မိပါတယ်။ဆုစုခိုင်က တိတ်ဆိတ်စွာပြောပါတယ်။ ဒါဆိုအခုတခြားလမ်းကိုသွားနိုင်ပါပြီ။ဒါပေမဲ့ဒီလောကရဲကိုအရန်နဲ့နဲ့ရှိုင်းရှိုင်းရောက်နေပြီမို့လုံးဝမနောက်ကြသေးပါဘူး။အဖေကနောက်ဆုံးချိန်ထိကျမကိုတွေးခဲ့သလိုခမားတို့လည်းမိသားစုကိုတွေးရင်ရွေးချယ်မှုအစ်တတစ်ခုလုပ်နိုင်ပါလိမ့်မယ်။အဲ့ဒီစကားကြောင့်လူဆိုးကောင်းဆောင်ရဲ့မျက်လုံးတွေဝဲလာပါတယ်။ဒုတကြက်မှတောင်းပန်ပါတယ်။တကယ်ကိုတောင်းပန်ပါတယ်။ သူကခေါင်းငုံပြီးပြောပါတယ်။အကျွေးကမရှိတော့ဘူးလို့သတ်မှတ်လိုက်ပါမယ်။ပြီးတော့ကျွန်တော်တို့လည်းလမ်းတစ်ကို ရှာကြည့်ပါမယ်။၆လအကြာမှာစုစုခိုင်စည်းစားတစ်ဆောင်ရောက်လာပါတယ်။အဲဒီနေ့ကလူဆိုးကောင်းဆောင်ဖြစ်ခဲ့တဲ့ကိုကျော်သူလို့ခေါ်တဲ့သူစီက ပို့လိုက်တဲ့စာပါဒုတကြက်မတို့အဲဒီနေ့နောက်ပိုင်းကျွန်တော်တကယ်ပဲဘဝတစ်ကိုစတင်ခဲ့ပါတယ် အခုတော့တင်းငယ်တဲ့စားတောက်ဆိုင်လေးဖွင့်ထားပါဗျ။အရန်ခက်ခဲပေမဲ့ရိုးသားစွာနေထိုင်ရတာကိုဂုဏ်ယူပါဗျ။ဒုတကြက်မတ်ရဲ့အဖေလဲသမီးကိုဂုဏ်ယူနေမှာပါ။အမြဲတမ်းကျန်းမာပါစေ။စားကိုဖတ်နေတဲ့စုစုခိုင်ပထမဆုံးအကြိမ်မျက်ရည်ကြားခဲ့ပါဗျ။အဖေဆုံးပြီးမှ ပထမဆုံးအကြိမ်ကြားတဲ့မျက်ရည်ပါ။အဖေကသမီးအတွက်အကျွေးမဟုတ်ပဲအဖိုးထိုက်ဆုံးသင်ခန်းစာကိုခြံထားခဲ့ပါဗျ။ တကယ်ခွန်အားဆိုတာလက်တီးအားမဟုတ်ပဲလူတယောက်ရဲ့စိတ်ကိုလှုပ်ရှားစေနိုင်တဲ့စွမ်းအားဖြစ်တယ်ဆိုတာကိုပေါ့ပြီးတော့တခါတရံလူတယောက်ရဲ့ရဲစွမ်းတတိနဲ့ဂုံသိက္ခာကလူအများရဲ့ဘဝကို ပြောင်းလဲစေနိုင်တယ်ဆိုတာကိုလည်းပြသခဲ့ပါဗျ။ဒီဇလန်းကနေခမည်းတော်ဘာတွေခံစားရပါသလဲ။အခက်ခဲနဲ့ကြုံလာတဲ့အခါဘလို့ရွေးချယ်မှုမျိုးလုပ်မလဲဆိုတာက ကိုယ့်ဘဝကို ဆုံးဖြတ်တယ်ဆိုတာကို ်ပြီးတော့တကယ်ခွန်အားကပြိုင်ဘက်ကိုအရှုံးပေးခိုင်းတာမဟုတ်ဘဲပြိုင်ဘက်ရဲ့စိတ်ကိုလှုပ်ရှားစေနိုင်တာဖြစ်တယ်ဆိုတဲ့သင်ခန်းစာကိုရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်ဆုစုခိုင်ကတော့အခုထိအမှတ်လေးအထူးကွန်မန်ဒိုမှာတိုင်းပြည်ကိုကာကွယ်စောင့်ရှောက်နေသေးပါ ကိုကျော်သူကလည်းတကယ်ကိုရိုးသားစူးစားတဲ့စီးပွားရေးသမားတဦးအဖြစ်ဘဝတစ်ကိုနေထိုင်နေတယ်လို့ဆိုပါရယ် တခါတရံဘဝရဲ့အမှောင်ဆုံးအချိန်ကအတောက်ပါဆုံးအချိန်ရဲ့အစဖြစ်နိုင်ပါတယ်။ဒီကနေ့ဇလန်းကခမည်းတော်ရဲ့စိတ်ထဲမှာတေးငယ်တဲ့မျောလင့်ချက်မီးတောက်လေးဖြစ်စေဖို့မျောလင့်ပါတယ်။ဗီဒီယိုပြုလုပ်ရမှာအင်အားကြီးဖြစ်စေမဲ့ Subscribe နဲ့ Like လုပ်ပေးဖို့ကိုလည်းမေတ္တာရက်ခံပါတယ်။ကျေးဇူးတင်ပါတယ်။